ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ရန်ကုန်မြို့ကြီးအစီအစဉ်ကနေပြီးတော့ပရိသတ်တွေအတွက်သိရှိလိုမယ့်ထင်တဲ့အခမ်းအနားအကြောင်းတွေကိုရိုက်ကူးတင်ဆက်ပေးလည်ရှိပါရယ်။ဒီနေ့မှာဆိုလို့ရှိရင်လည်းပရိသတ်တွေအတွက်သာသာမမီလိုချင်တဲ့မိဘတွေအတွက်အထူးခြားတဲ့အခမ်းအနားအစီအစဉ်လေးတစ်ခုတင်ဆက်ပေးကြပါရယ်ရှင်။ဒီခမ်းအနားကတော့ Bohosi Fertility Center ရဲ့200 Babies Party ပဲဖြစ်ပါရယ်။အခုဆိုရင်တော့အခမ်းအနားမှာဆိုရင် Family Day သားကနေပြီးတော့အောင်မြင်ဆောင်မွေးဖွားခဲ့ကြတဲ့သာသာမမီတွေအများကြီးအများကြီးတက်ရောက်လာတာကိုလည်းတွေ့မြင်ရမှာပါရှင်။အဲ့တော့အခမ်းအနားနဲ့ပတ်သက်တဲ့အခမ်းအနားအစီအစဉ်အသေးစိတ်အကြောင်းအရာတွေကိုအခုပဲတင်ဆက်ပေးမှာမို့လို့အားလုံးပဲလိုက်ပါကြည့်ရှုခန်းစား

PFC ရဲ့အောင်မြင်မှုပြရုပ်ဖြစ်တဲ့ကျမ်းမာစွာကြီးပြင်းလာကြတဲ့တတမီမီတို့နဲ့ဖိဖိမီမီတို့စုံလင်စွာတက်ရောက်လာခဲ့ကြပါတယ်။အကန့်နှောင်းနဲ့ပတ်သက်ပြီးသိရှိလိုတဲ့အကြောင်းအရာတွေကိုလည်းအခုလိုပဲတွေ့ဆုံမြင်ရဖြစ်ခဲ့ပါရရှင်။ဆရာမင်္ဂလာပါရှင်။အေးမင်္ဂလာပါသမီးရေ။ ဟုတ်ကဲ့ပါဆရာမရှင်အခုဆိုလို့ရှိရင်တော့ဒီနေ့ဟာဆိုရင်ဗဟိုစီရဲ့ Fertility Center ရဲ့ပေါ့နော်ဒါ200 Babies Party ကိုကျွန်မနိုင်ငံရဲ့ဒီအောင်မြင်ခဲ့တာဖြစ်ပါတယ်အဲ့တော့ပထမဦးဆုံးအနေနဲ့ဂုဏ်ပြုစကားလေးကြားပြစီရှင်အာဒီ Bho City Fertility Center ကိုဂုဏ်ပြုစကားပြောရမယ်ဆိုရင်ဖြစ်လူအများကြီးကိုကျေးဇူးတင်ရမှာပေါ့နော်ဂုဏ်ပြုရမှာပေါ့တိုးတော်လည်းအတူောက်ပဲပြောရမယ်ဆိုကြလို့ရှိရင်တော့ကျွန်မတို့ဒီမှာအခု Bho City Fertility Center မှာလုပ်နေတဲ့ဝန်ထမ်းတွေရဲ့နောက်ပြီးတော့ ဟိုစီဆေးရုံကြီးရဲ့ဝင်းဒါနေရဲ့နောက်ပြီးတော့စီလိုင်ရဲ့အနောက်ကနေပြီးတော့ background ကနေပြီးတော့ကူညီပေးနေတဲ့အကူအညီတွေကလည်းအများကြီးပဲရှိပါတယ်။အဲ့တော့အဲ့ဒီမှာအလုံးလုံးနဲ့လူအားလုံးကိုကျွန်မအာအထူးဂုဏ်ပြုပါတယ်လို့အဲ့ဒါလေးပဲပြောရစီ။ဟုတ်ကဲ့ပါကျွန်မရှင်အခုလိုမျိုးပေါ့နော်ဒါသသားမမီတို့မွေးဖွားနိုင်စေဖို့အတွက်ဒီလိုမျိုးနီးပညာမြန်မာပြည်မှာစတင်ပြီးတော့အအောင်မြင်မြင်နဲ့အကောင့်ထဲပေါ်ဆောင်ရွက်နိုင်မှုနဲ့ပတ်သက်ပြီးတော့ဆရာမကြီးရဲ့ဒါစကားသံလေးကိုလည်းကြားပြစီရှင် ဒီကိစ္စနဲ့ပြောရမယ်ဆိုလို့ကလေးရှင်တော့ဟောအမတို့စပြီးတော့ဘဟုစီ fertility center ကို2006ခုနှစ်ကနေပြီးတော့စတင်ခဲ့ပါတယ်အဲစတင်ပြီးတဲ့အခါကျတော့အဲ့ဒီဖန်ပြွန်တတိသားဌာနအဖြစ်မှတ်တိုင် site ထူတာပထမဆုံးပါပဲဗမာပြည်မှာဒီပြင် center လည်းအခုတော့မရှိသေးပါဘူးအဲ့တော့ဒါပေမဲ့2006ခုနှစ်ကစပြီမဲ့လို့2009ခုနှစ်3ရက်နေမှာစပြီးတော့ဖာမျိုးသားတတိကိုဝင်ဆောင်စီဆောင်စီခဲ့ပါတယ် နောက်ကျတော့တဖြည်းဖြည်းတဖြည်းဖြည်းနဲ့အာတိုးတက်တိုးတက်သွားတဲ့ဟာဖမ်းပြန်တဲ့တမီးငယ်ကို26 August 2007မှာဘိုးစီ Fidelity Center ဝန်ထမ်းနေရာနေပြီးတော့တောင်ကုန်းမှာသွားပြီးတော့ကိုယ်တိုင်ကိုကြခွဲစိတ်ပြီးတော့မွေးဖွားပေးခဲ့ကြပါတယ်။အဲ့ဒါပထမဆုံးမှတ်တိုင်ပေါ့နော်။နောက်တစ်ခါအဲ့ဒါ main ကလေးပထမဆုံးမွေးရတာဒုတိယကလေးကလည်းနောက်3လကြာတဲ့အခါမှာယောက်ျားလေးတယောက်ထပ်မွေးပါတယ်။နောက်ပြီးတော့အဲ့ဒီလိုပဲ ဟို technology လောက်လို့လာတာပေါ့လေကျမတို့ technology ကိုတက်တက်ပြီးတော့လောက်လာတဲ့အခါမှာ ICSI ဆိုတဲ့ intracytoplasmic spawn injection ဆိုတခါတထင့်တက်လာတယ်ဒါအပြင် fetal embryo transfer ဆိုတဲ့နည်းကိုတခါထပ်ပြီးတော့သုံးတယ်နောက်တခါ testicular sperm injection အမျိုးသားရဲ့ဇာတ်ထဲမှာတုပ်ယူပြီးတော့အဟိုအမျိုးသမီးရဲ့ နိုးဦးနဲ့ဆက်တော့ပေါ့လေအဲ့ဒါမျိုးတွေနောက်နောက်တစ်ခါ plus 66ဆိုကျွန်တော်တို့တမျိုးကြီးမျိုးတက်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 ပြီးတော့ technology ကြီးတက်လာလိုက်တာဟိုဟာ twins ကလည်း23 pairs ရှိပါတယ် triplets က4 pairs နောက်ပြီးတော့ကျွန်တော်တို့100 babies party ကိုမတ်မတ်စတာနေ့ရက်နေ့ကပြုလုပ်ခဲ့ပါတယ်အခုတော့200 babies 200 babies ဆိုပေမဲ့220 baby 20 baby ရှိနေပါပြီ။စကားစားတော့ဆိုရှင်ကျမတို့ရဲ့ uh, success rate တာပေါ့နော်ဖလေးရတဲ့ rate က22 to 25%ရှိပါတယ်အခုကျတော့40% 40%အထက်မှာပဲရှိပါတယ်နော်အဲ့တော့တော်တော်လေးတိုးတက်လာတယ်လို့ဆိုဆိုရမှာပေါ့နော်ကျွန်တော်ပြောချင်တာကတော့ဒီဒီဖန်ပြွန်တရေစားလောက်ပြီးဆိုလို့ရှိရင်ဝင်တော့ကျမတို့စာအုပ်တွေပါတယ်ဖောက်ခူတာကြားခူတာဆိုကြလို့ရှိရင်မင်းကလေးကပုံများရယ်ပေါ့နော်ယောက်ျားလေးကပုံနေဒါပေမဲ့ကျမတို့ဒီမှာအတွေ့အကြုံရဆိုလို့ရှိရင်မင်းကလေးက 55ရာခိုင်နှုန်းဖြစ်ပြီးတော့အမျိုးသားယောက်ျားလေးက40ရာခိုင်နှုန်းဖြစ်ပါတယ်အဲ့တော့အဲ့လောက်ပဲကျွန်မပြောပြီးတဲ့အခါကျမှကျွန်မကျေးဇူးတင်တဲ့လူအားလုံးကိုကျေးဇူးတင်ပါတယ်ပရိုဒတ်ဂုံပြုတဲ့လူတွေအားလုံးဟာကျေးဇူးတင်တဲ့လူအားလုံးပါသမီးတို့လည်းကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဆရာမရှင်ဒါဆိုရင်အခုပေါ့နော်ဒါနောက်ဆုံးမိကုံးလေးတစ်ခုအနေနဲ့ဒါသာသမီလိုချင်တဲ့မိဘရဲ့အနေနဲ့ကျမရဲ့ဆိုင်ရာအရှူတော်အကြံပေးမှုလေးရှိလို့ရှိရင်လည်းဒီနေရာကနေပြီးတော့ပြောကြပြပါအောင်ရှင်အော်အကြံပေးလို့တာကတော့ဟိုအသက်ငယ်ရွယ်တွေလူတဲ့လူတွေကတော့ အိမ်အောင်ဖြူပြီးတော့၃လေးနှစ်တော့စောင့်နိုင်တယ်ပေါ့နော်သို့တော့အသက်ကြီးပြီး35နှစ်လောက်ဆိုခဲ့လို့ရှိရင်တော့တိတ်မဆောင်ပါနဲ့လို့အဲ့လိုပြောချင်ပါတယ်ဘာလို့လဲဆိုအသက်ကနည်းနည်းကြီးလာလေလေခလေးရဖို့ကခက်လေလေဆိုတော့35ကျော်ပြီဆိုလို့ရှိရင်တော့တနှစ်လောက်ပဲစောင့်ဖို့တင်တယ်နောက်အသက်40တို့ဘာလို့ဆိုရင်တော့အော်၄၅၆လတနည်းမတိုင်မင်းပေါ့လေအဲ့ဒါဒီ fertility အတွက်ကိုတိုင်မင်းတင်တယ်လို့ပြောချက်ပြောချက်ပါတယ် ဟုတ်ကဲ့ပါဆရာမရှင်အခုလိုအချိန်ပေးဖြည့်ကြပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။ကျေးဇူးတင်ပါတယ်ဆရာ။ခန္ဓာမှာဧည့်သည်တော်များဆုံးလင်းချိန်မှာတော့ Professor ဒေါ်မြတ်မြတ်မှအမှစကားပြောကြားပေးခဲ့ပါတယ်။အဲဒီနောက်မှာတော့ဒေါက်တာမေသူမျိုးညွန့်ကတတောင်းမိမိတို့အတွက်ဂုဏ်ပြုစကားနဲ့ PFC ရဲ့200 babies party အောင်မြင်စွာကျင်းပနိုင်ခြင်းအတွက်ဂုဏ်ယူပါကြောင်းပြောကြားခဲ့ပါတယ်ရှင်။ ာမိသားစုတစ်ခုလုံးမဲမင်္ဂလာပါရှင်ဟုတ်ကဲ့ပါဒါဆိုရင်တသားတို့မိမိတို့ဒါသုံးမှာဘူးမွေးထားပါဗောနော်ဟုတ်တယ်ဟုတ်ကဲ့ပါရှင်ဒါဆိုလို့ရှိရင်ဒါတသားမိမိတို့ဘယ်နှခုနှစ်ကမွေးခဲ့ရလဲခုအသက်ဘယ်လောက်ရှိပြီလဲဆိုတော့ပြောပြပြပါအောင်ရှင်အသက်က3နှစ်ဟိုလေ73ရက်73ရက်71လ2012ကပါဟုတ်ကဲ့ပါဒါဆိုရင်ဒါတမိသားစုလုံးရဲ့နာမည်လေးနဲ့လည်းမိတ်ဆက်ပေးပါအောင်ရှင်။ဟောအဖေနာမည်ကဦးလွန်းအောင်အမေနာမည်ကဓမိုးစင်ပါ။ပါအကြီးနာမည်ကညံထက်အောင် နောက်သားလက်ကညီထက်အောင်သမီးငယ်ကစုမြတ်ထက်အောင်ပါဟုတ်ကဲ့ပါရှင်ဒါဆိုရင်ဒါဘဟုစီနဲ့ပေါ့เนาะအခုလိုမျိုးဖမ်းမတရီသားအောင်မြင်မှုနဲ့ပတ်သက်ပြီးတော့ဘဟုစီအတွက်ဂုဏ်ပြုစကားရယ်ဒါကိုယ့်မိသားစုအတွက်ဝမ်းသာပီတိစကားလေးကြားပြရစီရှင်ကျေးဇူးတင်ပါတယ်เนาะဘဟုစီကဝင်ဆောင်မှုပေးတဲ့အတွက်ဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်ဆလပင်အခမ်းအနားအစီအစဉ်အရတတမီမီတို့ရဲ့မော်ရယ်ရှိုးအစီအစဉ်ကျင်းပခဲ့ပြီး ပရိသတ်များရဲ့ဗုဒ္ဓစစ်စတမ်နဲ့အတူ စုများကိုချိမြင့်ပေးခဲ့ပါတယ်။ကနာမှာဖန်ပြန်တရီသားနဲ့ပတ်သက်တဲ့အကြောင်းအရာတချို့ကိုလည်းတာလုံးဗေဒပညာရှင်တို့ဦးနဲ့အခုလိုပဲတွေ့ဆုံမြင်မြန်ပြခဲ့ပါတယ်ရှင်။မမင်္ဂလာပါရှင်မင်္ဂလာပါ ဟုတ်ကဲ့ပါပထမအဆုံးအနေနဲ့အမတီဘိုးစီ Fertility Center မှာပေါ့နော်တာဝန်ယူထားတဲ့အပိုင်းလေးကိုပြည့်သက်တည်မိတ်ဆက်ပေးပါအောင်ရှင်ဟုတ်ဘိုးစီ Fertility Center မှာအမကတော့ဒီတတိသားလောင်းလေးဖြစ်အောင်လို့တာဝန်ယူဆောင်ရွက်ပေးရတာပေါ့တခွက်ခန့်တည်းမှာပဲအမျိုးသမီးရှိရာတာဦးနဲ့အမျိုးသားရဲ့တုပ်ပူနဲ့တတိအောင်ပေါင်းဆက်တယ်ပေါင်းဆက်ပြီးတတိအောင်ဒါအဆင်ဖြစ်တဲ့ချီရအောင်တာဝန်ယူဆောင်ရွက်ပေးရပါဟုတ်ဟုတ်ကဲ့ပါညီမဒါဆိုရင်အခုလိုမျိုးသားသမီးလိုချင်တဲ့မိသားစုတွေအတွက်ကိုဘက်ကနေပြီးတော့အကောင်းဆုံးဒါဖြည့်ဆည်းပေးနိုင်ဖို့အတွက်အစစ်စစ်ပြင်ဆင်ခဲ့ရပုံနဲ့ပတ်သက်ပြီးတော့လည်းတည်ပြရစီရှင် ောက်အာဒီစန္ဒာမဖွင့်ခင်နေရာနေပြီးတော့ဒီပညာရဲ့နဲ့ပတ်သက်ပြီးတော့အာနိုင်ငံရေးခြားလေးမှာလည်းအာဆရာမတွေကနေပြီးတော့သင်ဖို့နည်းစနစ်တွေကိုအသင်သွားပြီးတော့သင်ကြားခိုင်းခဲ့တယ်ပြီးပါလို့ရှိရင်ဒီမှာစပြီးတော့ဖွင့်နေရာနေပြီးတော့အာတာဝန်ဆောင်ဆောင်ရွက်ခဲ့တာပါဟုတ်ဟုတ်ကဲ့ပါညီမဒါဆိုလို့ရှိရင်ဒါဒီတာသမီလိုချင်တဲ့မိသားစုဝင်တွေအနေနဲ့ကျမရဲ့ရှူထောင်ရဆိုရင်ရောဘယ်လိုမျိုးဒါကြိုတင်ပြင်ဆင်နေထိုင်ပြီးတော့လာရောက်ဆွေးနွေးတင်လဲဆိုတာကိုလည်းသိပြရစီအဲ လူနာတွေအနေနဲ့ဆိုလို့ရှိရင်တော့သူတို့တွေအရင်အဆုံးမှစေကံတာသမီမရလာကြပြီဆိုလို့ရှိရင်အရင်ဆုံးဆရာမကြီးနဲ့လာပြီးတော့ဆွေးနွေးလာပြီးတော့ဆွေးနွေးရမယ်ဆွေးနွေးပြီးွားလို့ရှိရင်သူတို့တဲ့လူအပ်တာတွေကိုဆရာမကြီးရလိပြီးစစ်ဆေးခိုင်းမယ်စစ်ဆေးခိုင်းပြီးတော့မှတဆင်မိတဆင်မော့သူတို့တဘာဝတိုင်းနဲ့ရနိုင်လားဒါမှမဟုတ်လို့ရှိရင်အမြသာတပူထဲတဲ့နီးတီကြိုးစားခြင်းလားနောက်ဆုံးတဘာဝနီးတို့အမြသာတပူထဲတဲ့နီးတို့နဲ့မရဘူးဆိုလို့ရှိရင်ဖမင်တရေသားနီးကိုလောက်ရမလားဆိုတာသူတို့စစ်ဆေးပြီးတော့လုံတဲ့အဥ္စာတွေအားလုံးကိုလုံဆောင်ပေးပါတယ်ဟာ ဟုတ်ကဲ့ပါညီမဒါဆိုလို့ရှိရင်ပေါ့နော်အခုဆိုရင်ဒါဘဟုစီဒီ Federality Center အနေနဲ့200 Babies Party အထီးကိုဒါကျင်းပနိုင်တဲ့ဒီအောင်မြင်ခဲ့တာဆိုတာတွေ့ရပါတယ်အဲ့တော့ဘဟုစီမိသားစုဝင်တဦးအနေနဲ့ညီမလေးရဲ့ဝမ်းသာပီတိစကားကိုလည်းသိပြစေရှင့်အာအခုလိုမျိုးဒါကလေးလေးအယောက်200ပြည့်သွားတဲ့အတွက်ကြောင့်မလို့အတိုင်းမသိကိုပျော်ရွှင်ကြည့်မြင်ရပါတယ်ဒါတစ်ဖွဲ့လုံးကလေပြီးတော့ပြင်ပမမန်ကြိုးစားထားလေဥစားဒီနောက်ဆုံးသူတို့တွေအောင်မြင်တယ်ဒီကလေးလေးကိုမြင်ရတယ်ဆိုရင်ပဲအယံကိုပီတိဖြစ်မိပါတယ် ဟုတ်ကဲ့ပါအခုလိုအချိန်ပေးဖြည့်ချပေးရတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ဟုတ်အာညီမတို့ကလည်းအမတီဘိုးအဖွင့်နဲ့အာလူနာတွေရောအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ဟုတ်အရင်နောက်မှာတော့မိသားစုဂိမ်းပိုင်ပွဲများကိုကျင်းပပြီးနနက်စာအတူတကွသုံးဆောင်ကအခမ်းအနားကိုအောင်မြင်စွာပြမြောက်စေခဲ့ပါတယ်ရှင်။ ပြည်သက်များထဲမှာတတမီမီလူကျင်တဲ့ဖေဖေမီမီတို့ကလည်းဘိုဟိုစီ Fertility Center ရဲ့200 Babies Party ကိုကြည့်ရှုပြီးကျေနပ်ပျော်ရွှင်နိုင်ကြမှာပါရှင်။ပြည်သက်များအားလုံးပဲမင်္ဂလာရှိတဲ့နေ့ရက်များစွာကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးရင်းနဲ့ပဲယနေ့ရင်ကုန်မြင်ကွင်းကျအစီအစဉ်ကနေနှုတ်ဆက်လိုက်ရပါရရှင်။